လိုအားလုံးမင်္ဂလာပါဘိုမချန်ကနေကြိုဆိုပါရစေဘိုမောက်တင်ရဲ့ဒါလက်ရှိခြေစွမ်းနေတောက်လျှောက်ပြနေတဲ့တိုက်စစ်ကစားမဖြစ်သူစီမံညူကိုလီဘာပူးတင်ရဲ့ဘက်ကဒါတိုက်စစ်ကိုထက်မှန်အားဖြည့်ဖို့နဲ့ပတ်သက်ပြီးတော့တရင်နေကျွန်တော်တို့ထက်ပြီးတော့ထွက်လာတယ်ဒီနေရာမှာသလို့ရှိရင်ပေါ့နော်လီဘာပူးတင်အနေနဲ့လက်ရှိဘိုမောက်ရဲ့တိုက်စစ်ကစားမဖြစ်တဲ့စီမံညူကိုခေါ်ယူဖို့အတွက်ထိတ်ဆုံးကနေပြီးတော့ရေပန်းစားလာတဲ့အတင်းဖြစ်တယ်ဇန်နဝါရီပြောင်းရွှေ့မှာခေါ်မယ်ဆိုရင် ပေါင်တန်း90နဲ့ပေါင်တန်း100ကြာကြာနိုင်ကြီးရှိပြီးတော့ຫນွေရာဒီအပြောင်းရွှေ့ ွှေမှာစောင့်ခေါ်မယ်ဆိုရင်တော့ပေါင်တန်း80လောက်နေတင်ရနိုင်တဲ့အခြေအနေမျိုးပေါ့နော်ဒါအပြင်လက်ရှိဘုံမောင်းရဲ့ဒီအတင်းတာဝန်ရှိသူတွေနဲ့လည်းကျွန်တော်လေပါဦးသိင်းရဲ့အားကစားဒါရီတာဖြစ်သူ Richard Hughes ကအဆက်အသွယ်တွေရှိထားပြီးတော့ဒီကစားမဖြစ်သူနဲ့ပတ်သက်လို့အနီးကပ်အဆောင်ကြီးမှုတွေရှိနေတယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်။နောက်ဆိုတော့ဒီကစားမကိုခေါ်ဖို့အတွက်ဆိုလို့ရှိရင်ဘုံမောင်းကသူတို့အနေနဲ့ပေါ့နော်ဒီဘယ်လိုပြောမလဲဒီ public ကိုချမပြကျင်တဲ့ဗောနော public ကိုချမပြကျင်တဲ့ဒီ price tag တခုသူတို့ရှိထားတယ်သူတို့ပြင်ဒါ release clause လို့ပြောရမှာပေါ့လေစာချုပ်ပါယောကြီးသူတို့မှာရှိထားတယ်အဲဒါပေမဲ့လည်းလို့ပေါ့နော်လက်ရှိတော့တဲ့အဲ့ဒါကိုချမပြချင်နေဘူးအဲ့ဒီတော့ဘာလို့လဲဂျားထဲမှာကစားမဖြစ်သူအတင်းပေါ်မှာ အာယုံထားထားတာဒီကျွန်တော်တို့ဒါဝေဝါသွားမဆူလို့ပေါ့ဗျာအတင်းပေါ်မှာအပြိဝါအာယုံမဆိုင်နိုင်မဆူလို့ဆိုတဲ့ပုံစံမျိုးနဲ့ပါဒါအပြင်ကျွန်တော်တို့နေပါတော့ပြီးခဲ့တဲ့နေရာဒီပြောင်းရွှေကမှရှင်မင်ညူကဘုံမောင်းနဲ့တူ၅နှစ်စာချုပ်ချုပ်ထားတာဆိုတဲ့ခါကျတော့ လီဗာပူးတင်းအတွက်ကခေါ်ဖို့အတွက်လွယ်လွယ်ကူကူတော့ရမယ့်အနေထားမှာမရှိဘူး။ဒါပေမဲ့အကယ်လို့ပြောင်းပြေးခဲ့မယ်ဆိုရင်တော့မှလီဗာပူးတင်းကိုပဲကျွန်တော်သာဖြစ်ဖို့များတယ်ပေါ့နော်။တခြားကလပ်တင်းရဲ့ဘက်ကခေါ်ဖို့စိတ်ဝင်စားပြီးမယ်လေလို့ဒီကစားမကိုခေါ်ယူနိုင်ဖို့ ਨੇ ပတ်သက်ရင်အရင်ကြီးကျွန်တော်တို့အနေနဲ့ပေါ့နော်မျော်လင့်ချက်ထားလို့မရဘူးဖြစ်နေတယ်ပေါ့ဆိုတော့ပြီးခဲ့တဲ့ຫນွေကလည်း Manchester United နဲ့တည်င်းနေထွက်ခဲ့တယ် အခုဒီမှာဆိုလို့ရှင်လေပေါင်းနဲ့ထပ်ပြီးတော့သတင်းတွေထွက်လာပြီဒီနေရာမှာအပြောင်းရွှေ့ကာလမတိုင်ခင်မှာတော့သတင်းတွေကအမျိုးမျိုးထွက်ကြတာဗောလေဟိုတခြားကစားမားတွေကိုပဲဖြစ်ဖြစ်အခုလက်ရှိစီမင်ညူတို့ပဲဖြစ်ဖြစ်သတင်းတွေအမျိုးမျိုးထွက်ကြတာဗောနော်ဒီချိန်မှာထွက်တဲ့သတင်းတွေကတော့လောလောဆယ်မှာနားလည်ဖို့အတွက်တော့နည်းနည်းလေးမျှော်လင့်တင်သေးတယ်ဟောစောင့်ကြည့်တင်သေးတယ်ဗောနော်ဒါပေမဲ့လို့လေပေါင်းမတ်ကကျွန်တော်ကြည့်ရင်လေပေါင်းစီမင်ညူလိုကစားမားမျိုးကိုရရင်တော့တကယ်ကောင်းတဲ့အနေထားပါဒါပေမဲ့လေပဘူးမှာလိုအပ်ချက်ရှိမနေဘူးတိုက်စစ်ပိုင်းမှာ လောလောဆယ်ဂူရီပါရီပေါ့နော်ကျွန်တော်ရနေတာတောင်မှပြောစရာတချို့လိုရှိတယ်သို့တော့လီဗာပူးသင်းရဲ့တိုက်စစ်ကမိုဟာမက်ဆာလာအနားယူသွားအောင်မယ်ဟိဆိုရင်တောင်မှဗျာလောလောဆယ်မှာလိုအပ်ချက်အများကြီးရှိရလို့မခံစားရဘူးသူတို့မှာအလက်ဇန္ဒားအီဇက်ကယာတီဂျိုခြေစမ်းပွဲစဉ်တွေပါတွေနော်ထရိနီတွေပါတွေအများကြီးပြက်ခဲ့တယ်ဆိုတဲ့အခါကျတော့သူ့ရဲ့အကောင်းဆုံး performance ကိုကျွန်တော်မတွေ့ရသေးဘူးအဲ Florian Vies ရဲ့အံဝင်ခွင့်ကြဖြစ်မှုအများကြီးကိုလည်းကျွန်တော်မတွေ့ရသေးဘူး IKTG ကျွန်တော်ရှိမယ်ပြီးရင် Cody Gabbo ကျွန်တော်ရှိမယ် တော့ကြည့်ရင်သူလေပောက်ဦးရဲ့တိုက်စစ်မှာကသူ့ဟာနေသူလုံလောက်နေပြီလေပောက်ဦးတင်းအမှန်ကန်အားဖြည့်တင်လာဆိုလို့ခန်စစ်ပဲခန်စစ်ကလေပောက်ဦးနေနဲ့လုံးဝပေါ့နော်ညှိနှိုင်းစရာမရှိမရရအောင်ခေါ်ကိုခေါ်နိုင်မှကျွန်တော်ဖြစ်မှာအခုဆိုတာနဲ့ဇန်နဝါရီအပြောင်းအရွှေ့မာတင်ကိုပဲသူတို့ကကျူးပန်းတင်နေပြီဆိုတဲ့လက္ခဏာတွေတောင်မှထောက်လျှောက်ပြနေပြီလေပောက်ဦးနေနဲ့စီမင်းယူဟာတကယ်ကစားမကောင်းပါလေပောက်ဦးတင်းရဲ့တိုက်စစ်မှာဆိုလို့ရှင်လည်းပဲထပါတော့ဆာလာတို့ဘာတို့ရဲ့နေရာကိုစားထိုးခြင်းနေဆိုရင်တောင်မှပေါ့နော် ်ဘယ်ဂျီတန်နဲ့ဝင်ကာစစ်စစ်ပုံစံမျိုးမဟုတ်တော့လည်းပဲကစားနိုင်စွမ်းရှိတဲ့နေရာမှာပါတာဖြစ်တဲ့အတွက်ရရင်တော့အကောင်းဆုံးပဲသူတို့လည်းပဲပေါင်တန်း80ကနေပြီးတော့ပေါင်တန်း100လောက်ကြားရှိတဲ့တန်ကြီးတစ်ခုကိုပေးဖို့ဆိုရင်တိတ်ပြီးတော့မလူသေးတဲ့နေရာအတွက်သုံးမဲ့အစားအမှန်တကယ်လူအပ်ပါတယ်ဆိုတော့ခန်းစစ်နေရာကိုအားပြေဖို့ကြိုးပမ်းတာက လီဗာပူးအတွက်မှန်ကန်တဲ့အပြောင်းအရွှေ့မျိုးကျွန်တော်ဖြစ်လိမ့်မယ်ပေါ့နော်အခုလောလောဆယ်မှာဒီလိုသတင်းတွေကတော့ကျွန်တော်ကစားမားတွေရဲ့ခြေစွမ်းပြမှုတွေနဲ့အတူကြားရထွက်လာတော့တဲ့ဒီကောလာဟာလာတတားလောက်ပဲရှိသေးလေလို့ယူဆတယ်သို့တော်လည်းပဲကစားမားဖြစ်သူကိုလီဗာပူးတင်းကတကယ်သဘောကျနေတဲ့နေရာမှာပါတယ်လေဘောက်တင်းနေတဲ့တိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်အခုလက်ရှိဆာလာက33နှစ်ကိုကျွန်တော်ကဘာနော်ကြော်လာပြီးဖြစ်တယ်လို့ကစားမရဲ့ performance ကလည်း DRD မှာသူတို့ထင်တယ်လို့ဟုတ်မနေသေးဘူးเนาะရှီကိုအဂတီကကောင်းနေတယ် ကိုဒီကဘူကတန်တရားရှိစရာကောင်းတဲ့ကစားမမျိုးပုံမှန်ခြေသွင်းမပြတ်နိုင်တဲ့သူမျိုးဖြစ်နေတဲ့အချိန်မှာလီဗာပူးကဒီကစားမဖြစ်သူကိုလိုချင်တာဒါပေမဲ့လို့ခုနကပြောသလိုပဲပေါင်သန်း80ကနေတန်တရားကြတန်ကြီးရှိတဲ့ပမာဏလောက်ထိတုံးရမယ်ဆိုရင်လီဗာပူးဟာခန်းစစ်ကိုပဲအများကြီးကျွန်တော်ဒါအယုံဆိုင်ပြီးတော့ကျူးပန်းနေတယ်လီဗာပူးရဲ့ backline တစ်ခုလုံးကိုကြည့်မယ်ဆိုရင်ဆန်နဘက်တီကပြားတားပြေတနာကြီးတယ်ဒီထဲမှာမှဘန်ဒိုက်တယောက်ပဲအားကိုးနေရတာ ပြဿနာကဘန်ဒိုက်ကလည်း33နှစ်ကိုကျွန်တော်ဖြစ်လာပြီဆိုတော့အစားထိုးဖို့အတွက်သူတို့ဒီပေါ့နော် ready ပြင်မှရတော့မှာလောလောဆယ်သူ့နေရာအစားမထိုးခင်သူနဲ့တွဲကစားမယ့်သူကိုပဲလေဘာဦးကအကောင်းဆုံးမခွန်နိုင်သေးဘူးအဲကြောင့်လေဘာဦးနေနဲ့ပေါင်သန်း80တရားကြားသုံးမယ်ဆိုရင်ခန်စစ်ကိုပဲပို့ပြီးတော့အားဖြည့်တင်းနေလို့ထင်တယ်။လောလောဆယ်မှာတော့လေပေါင်းတင်းရဲ့ဘက်ကစီမင်ညုံကိုခေါ်ဖို့အမှန်ကန်စိတ်ဝင်စားနေပါတယ်။ညီကလေးရောဘလူမင်းကြလဲလေပေါင်းပြိတ္တတွေတကယ်ခေါ်ဖို့အတွက်ကြိုးပမ်းတင်းနေလို့ထင်ကြလား။ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများတင်ပါတယ်။